ဟိုဘာတွေဆုံးချုံးသွားလဲဆိုရင်တော့အများကြီးပဲအများကြီးပဲဆိုတာအဲ့ဒီတုန်းကလူသားတယောက်အနေနဲ့လူသားတယောက်အနေနဲ့ကိုကိုကိုကအထင်မကြီးတော့တဲ့အားတွေထိဖြစ်ပြီပဲပေါ့ဒီအားလုံးကအားလုံးကအိုင်ထိုးယူဆိုးဆိုပြီးတော့တင်မလားငါမင်းကိုပြောခဲ့တာပဲမင်းကဒါကြီးလုပ်ရဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဟိုဘလိန်းနာတွေပဲဇက်တိုက်ကြရတယ်အဲ့ဒီဘလိန်းနာတွေကိုကိုကနေပြီးတော့ပြန်ပြန်ခြေဖြတ်ဖို့အတွက်ရင်းခဲ့ရတာကြီးလေအများကြီး ရင်းခဲ့ရတာပေါ့စိတ်ပိုင်းဆိုင်ရာအဓိကပြောရရင်တော့စိတ်ပိုင်းဆိုင်ရာကို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 တိုင်းတော့မှကိုကိုကိုအထင်မကြီးတော့တဲ့အာကာလောက်ရောက်ပါတော့ငါလုံရင်ဘာမှဖြစ်မှာမဟုတ်ဘူးငါကြောက်ဥကြောင်းရင်တော့မှငါဒီကြောက်ဥကတူးမှာဆိုပြီးတော့ဒါမှကိုကိုကို confidence မရှိတော့ဘူးမရှိတော့ပဲနဲ့အဲစိတ်ပိုင်းဆိုင်ရာအဆိုးဆုံးရောက်သွားတယ်ပြီးတော့ ဒီရုပ်ပိုင်းဆိုင်ရာအနေနဲ့ကကြတော့ဘာဖြစ်လဲဆိုတော့လုံးဝ self care မရှိတော့ဘူးအင်းတထဲတည်းကိုပဲတပတ်လောက်ဝတ်တာတော့ပါတော့ရှော်တော့ရှော်တယ်ဒါပေမဲ့ဒီဘယ်လိုပြောမလဲဒီကိုမြင်လိုက်ပြီဆိုရင်မနေ့ကလည်းအဖြူဒီနေ့လည်းအဖြူနောက်နေ့လည်းအဖြူတပတ်လုံးအဖြူကြီးပဲဖြစ်နေရမျိုးဟုတ်လားဒီဘာတခြားဘာဘုံမှဘာဘုံမှအာရုံမဆိုင်နိုင်တော့